အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ကျွန်တော်ဒီနေရာကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဘောနော်အဲ့တော့ကျွန်တော်တို့ဒါကျွန်တော်ဒီနေ့မှာတော့ဒါအာ Arsenal ပွဲပြီးကြောင်းလေးပြောအောင် Arsenal တင်းနေတာ West Ham 3ရဲ့1.20နဲ့နိုင်သွားတယ် ဒီနေ့ရဲ့နိုင်ပွဲကဒါကျွန်တော်အခုဒီလိုမျိုးပြီးမှပဲတစ်ခါလေးရိုက်လိုက်တာပိုကောင်းသွားတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်လက်ရှိမှာ Liverpool နဲ့ Chelsea အပွဲစဉ်လည်းပြီးသွားတာ Arsenal သင်းနေနဲ့ International Break ကိုဒါကျွန်တော်တို့အဆင့်တနေရာနဲ့ဒါဝင်သွားခဲ့တဲ့နေရာမှာရှိတယ်အဲ့တော့ ဒီနေ့မှာကျွန်တော်တို့ personally ရကျွန်တော်ရဲ့တဦးတယောက်ထဲအမြင်ရပြောရမယ်ဆိုရင်အာဆိုအသေးအတွက်ကိုယ့်လုပ်ကိုယ်လုပ်သွားပြီးတော့ကိုယ့်အခြေအနေကိုကိုယ်ဖော်ပြသွားတဲ့ပွဲတပွဲလို့ကျွန်တော်အနေနဲ့မြင်တယ်ဒီနေ့ပွဲစမှာဒါကျွန်တော်တို့ဆုံးရှုံးမှုလည်းနည်းနည်းများတယ်ဒါပေမဲ့ခုနကပြောသူပဲရယူရခဲ့တဲ့ဒါကျွန်တော်တို့ဟိုဟိုဖြစ်နိုင်တဲ့ဥစ္စာတွေလည်းတော်တော်လေးကိုများရတဲ့မှာပါတယ်ဘောနအဲ့တော့မြည်သွပင်စူစေးကဒီနေ့ပွဲစဉ်ရတဲ့အာဆိုအကြောင်းကိုကြည့်အောင်အာဆိုအသေးနဲ့ဒီနေ့ပွဲစမှာဒါကျွန်တော်တို့နီးပြအာတီတာနဲ့ risk ယူပြီးတော့သူ့အနေနဲ့ကျွန်တော်ပြောခဲ့သလိုပဲလုံးဝကိုဒါ အတက်ကင်အင်ပုတ်ကိုကြီးထုတ်ထားတယ်။ဒါကျွန်တော် easy ကိုမှဒါကျွန်တော်တို့ Odin Cut နဲ့ပြန်တွဲပြီး single pivot အနေနဲ့ဒါကျွန်တော် rice ကိုတားခဲ့တယ်။ဒီနေ့ပုံမှာဒါ Subi Mandy ကိုဒါဒီနေ့ပုံစံမှာဒါကျွန်တော်လုံးဝကိုအရန်ပဲထားခဲ့နေထားမှရှိတယ်။ဒါဒီနေ့ပုံစံမှာဒါ Arsenal အသင်းကတော့ရှင်းပါတယ်။တကယ်တမ်းဒါကျွန်တော် full back တွေမောဒါ center back တွေမောဒါ attacking threat ကို line နိုင်မဲ့ full back တွေကို center back တွေအဲ့တော့ပြောချင်တာဒီနေ့ပုံစံကြည့်ပြီး Arsenal ဘွဲကိုကျွန်တော်ဒါခေါင်းထဲမှာတွင်းပြီးတော့ဘာလို့ဒါ tactical ဘာညာကျွန်တော်သိတော့မသိဘူးဒါတော့ hobbyist ရအောင်ကျွန်တော်မြင်ကြည့်တာ Arsenal အသင်းတွေနဲ့ သူတို့အတင်ကလူတလူသွားလူရတဲ့အနေထားမှာရှိတာကတော်တော်လေးကို impact ကြီးမားလို့မြင်တယ်။ဒါကြောင့်တိုက်ဆက်ကူလည်းတိုက်ဆက်ခန်းစစ်ဆိုလည်းခန်းစစ်ဘာကိုရွေးမလဲ ပြောပါကွယ်ဆိုတဲ့ဥစ္စာမျိုးအာဆနိုသိစီဟာမြင်ရတယ်။အာတီနာနေနဲ့လက်ရှိမှာသူကိုယ်တိုင်ဒီနှစ်မှာဒါကျွန်တော်မြင်ရပြောဒါအန်ဂိမ်းတစ်ခုဖြစ်ပြီလို့မြင်တယ်။အာဆနိုသိရဲ့လက်ရှိလူစည်းင်းကဒါကျွန်တော်ပြောခဲ့ကျွန်တော်ပြောရင်ကျွန်တော်ဝိုင်းနောက်ကြရပေါ့နော်ဒါကျွန်တော်ဒါပေမဲ့အခုလက်ရှိမှာဒါကျွန်တော်ပြောခဲ့တယ်အာဆနိုသိရဲ့ squad depth ကပရီးမီယာလီဂ်မှာလက်ရှိမှာအကောင်းဆုံးပဲ။ဒါဟာ reality ပဲခင်ဗျားတို့ကျွန်တော်ပြောတာလက်ခံသည်ဖြစ်စီလက်မခံသည်ဖြစ်စီဒါဟာကျွန်တော်လက်ရှိမှာ squad depth ကအကောင်းဆုံးပဲအာဆနိုသိနေတယ်။ဒါတစ်ချိန်ကဒါကျွန်တော်တို့အာ Manchester City treble ရခဲ့တဲ့ squad depth နီးမီလောက်ကို ကောင်းလားမကောင်းလားဆိုတော့ရက်လက်ပိုင်းကမကြခင်မှာကြည့်ပါဒါပေမဲ့လက်ရှိမှာအာစလိုတင်းနဲ့သူတို့အတင်ဘာဖြစ်ချင်လဲဒါကျွန်တော်ဖြစ်ချင်တဲ့ပုံစံအတိုင်းလက်ကိုအယုတ်ကလေးကိုဖြုတ်တက်ပြီးလုံလူရရနေတာတကူအာစလိုတင်းရောက်လာခဲ့တယ်ဒါဟာတကယ်တဲ့ impact အသင်းရဲ့ဒါလှုပ်ဆောင်မှုအဖြစ်အရန်စကားပြောနေတာမှရှိဥမာဒါကျွန်တော်ဒီနေ့ပုံစံမှာပြောဒါဒီနေ့ပုံစံမှာ Julian တင်းမောက်ပြောတန်ပါလို့ကစားသမားမျိုးနဲ့ခင်ဗျတိုက်စစ်ပိုင်းလာလိုက်မလားခံစစ်ပိုင်းမှာပြန်ပြီး defense လုပ်မလားဘယ်နေရာအဖြစ်လက်ရှိဒါကျွန်တော်တို့ဒါအခုလက်ရှိ in game premier league ထဲမှာ Julian တင်းမောက်အ ကောင်းဆုံးသော right back တွေတဲ့ကတယောက် MG မှာဖြစ်နေတယ်။ဒါ Premier League မှာလည်းမဟုတ်တာကျွန်တော်တို့ the whole ပေါ့နော်ကျွန်တော်တို့ဒါ Europa တစ်ခွင်မှာ Champion တွေမှာတော့ ဒီအတိုင်းပဲဒီနေ့ပေါ်မှာဒါကျွန်တော်ကွင်းလယ်ပိုင်းပြန်ကြည့်အောင် easy နေတဲ့ဒီနေ့ပေါ်တော့အပိုင်လုံးတစ်လုံးကိုလွဲသွားရဆိုမှသူ့ရဲ့ impact ကပဲဂူရသွားခဲ့တာကိုတွေ့ရမယ်အဲ့တော့ဒါကျွန်တော်ဒီနေ့ Arsenal သင်းဝယ်ထားတဲ့ကစားသမားတွေမှာကျွန်တော်ဒါ Moscara ဝယ်ထားတယ်ဒါကျွန်တော်တို့လက်ရှိ easy ဝယ်ထားတယ် Yogres ဝယ်ထားအဲ့တော့ Yogres အနေနဲ့တော့ကျွန်တော်ရဲ့တရားဦးတယောက်ထဲအမြင်ရဒါကျွန်တော်ဂူတွေပို့ပြီးတော့ဒါ twin သင့်နေပြီလို့တော့ကျွန်တော်အနေနဲ့မြင်တယ်ဒါပေမဲ့ကျွန်တော် pressure rise လို့ပြောဆို Arsenal သင်းတဲ့ခုလက်ရှိမှာဒါတိုက်စစ်ပိုင်းရဂူလေးတွေပုံမှန်ရကျွန်တော်ဘယ်သူမှဒါကျွန်တော်ဒါလက်ညှိုးထုတ်မှာမဟုတ်ဘူးဒါပေမဲ့ ဒီနေ့ပွဲစဉ်မှာကျွန်တော်အနေနဲ့မဖြစ်မနေချီးကျူးရမယ့်ကစားသမားတစ်ယောက်က Declan Rice ပဲကျွန်တော်အနေနဲ့ခုလက်ရှိမှာဒါကျွန်တော်တို့ကစားသမားတွေကိုပြောပြီးဆိုခုလက်ရှိမှာ Florian Reis ပဲဖြစ်ဘဘူးပဲဖြစ်တော့ကျွန်တော်လက်ရှိမှာဒါ Arsenal ပြည်သက်တွေကိုတိုင်ရင်ဆိုင်ခဲ့ Nicolas PPK ပဲထားတာ ဘယ်ကစားသမားပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီစကားပြောပြီးဒီကစားသမားတန်ကြီးနဲ့ကျွန်တော်နှစ်ပြီးပြောတယ်။ဘာကြောင့်လဲဒီကစားသမားဒီတန်ကြီးနဲ့တန်တီဖြစ်စီမတန်တီဖြစ်စီဆိုတဲ့အကြောင်းကိုကျွန်တော်အမြဲတမ်းပြောတယ်။ဒါပေမဲ့ declan rice အကြောင်းကိုကျွန်တော်တို့ဆွေးနွေးပြီးဆိုရင် declan rice ရဲ့တန်ကြီးကိုကျွန်တော်တုံးတယ်။ဘာလဲ။တကယ်တော့ Arsenal တင်က declan rice ကို West Ham ကိုပုံတန်းတရာတော့ပေးပြီးခေါ်ထားတာ။ဒါပေမဲ့အာ declan rice နဲ့စကားပြောပြီးဆိုရင်အာ declan rice ကတန်တရာတန်ဘယ်တော့မှပြောဘူးသိလား။ လက်ရှိကျွန်တော်ဒီနောက်ပိုင်းခုနှစ်ဒီထဲမှာကစားသမားတရားကိုကျွန်တော်ဒါကတော့ market ကိုကျွန်တော်ဒါအမှန်တိုင်းပြောတိတ်ပြီးသဘောမကျဘူးဒါအမှန်တိုင်းပြောလက်ရှိမှာဈေးတွေရန်ကြီးတယ်ဟိုလိုလိုတွေဖြစ်တယ်ဒီလိုလိုတွေဖြစ်တယ်ကျွန်တော်လုံးဝမကြိုက်ဘူးဒါ market တွေဒါပေမဲ့တန်းတရားတန်နေဆိုတဲ့ကစားသမားရဲ့ medical match ကပါတယ်ဒီနေ့ပေါ်မှာသူသွင်းသွားတဲ့သွင်းကုန်မှုပဲတပွဲတော့ကျွန်တော်ရှေ့ဓာတ်လျှောက်ကြည့်လိုက် rice ကိုကြည့်လိုက်ဘယ်တော့မှ complain မတက်ဘူးဒီပြက DM ဆော့မှာ CM ဆော့မှာ EM ဆော့မှာနောက်ဆုံးပြ rice ကို merino လို့ center forward ဆော့မှာ rice ဆော့ဖို့တော့စဉ်းစားမယ် ဲ့တော့ကျွန်တော်အမြင်နဲ့ပြောပြောနေတဲ့အချက်က risk ဒီအသင်းပေါ်မှာ impact ရှိတယ်ခုနကပြောတဲ့ risk လို့ကစားသမားမျိုးကမှကြီးလိုက်တာ ਨੇ ဒီကစားသမားတန်တရာငါတို့တကယ်ပိုးပေးခဲ့တာလားဒီတက်များပို့ပေးတင်ပေးလို့ရအဲ့တော့အမှန်တကယ် West Ham က right side လာခဲ့ကတက်ကလန် rise ရဲ့ impact က Arsenal အသင်းပေါ်မှာကြီးမာတယ်အဲ့တော့ကျွန်တော်အမြင်နဲ့ပြောနေတာရှိပါတယ် Arsenal အသင်းเนี่ยဒီနောက်ပိုင်းပွဲစဉ်တွေမှာခြေစွမ်းရကြည့်ဒီနှစ်မှာ super flaw တစ်ခုကြီးကြီးမားမား major truth လား major super flaw တစ်ခုယူပြီးတော့ငါတို့အသင်းရဲ့ အမတ်တရဆိုတဲ့ဥစားကြီးကိုဆွဲတင်ဖို့အတွက်အင်မတန်မှလူလာပြီးလို့ကျွန်တော်နေမြင်တယ်အဆက်ပြောင်းလက်ရှိမှာအာဆနိုသင်းနဲ့ဘာကြီးဆက်ဖြစ်မလဲအဲ့တော့အာဆနိုသင်းနဲ့အခုလက်ရှိနောက်ဆုံးရကျွန်တော်တို့ဒါဒီလိုပွဲတွေမှာကြည့်မယ်ဆိုရင်ဒီနေ့ပုံစံမှာဆိုရဲကျွန်တော်အာဆနိုသင်းနဲ့လိုအပ်ချက်တွေရှိပါသေးတယ်တိုက်စစ်ကျွန်တော်မြင်ပြောရမှာဆိုတော့အာဆနိုသင်းရဲ့တိုက်စစ်ပိုင်းဂိုးသွင်းတည်ကြမှုတွေအများကြီးလူတယ်ယူကရက်စ်အနေနဲ့အဆုံးသက်ပိုင်းတွေဒီထက်အများကြီး improve လုပ်ရမယ်တောင်ပန်ဒီအရန်ကောင်းလာတယ်ဒီနေရာမှာဒါဒီရမပူဘူးလေအဲ့တော့ဒီနေ့ပုံစံမှာအာဆနိုသင်းနဲ့အာတီတာကိုကျွန်တော်ဒီနေ့ဒီနေ့တော့ထပ်ပြီးခြေကျုမယ်ဘိုးဖြစ်တယ် သူ့အနေနဲ့သူဒီနေ့ပွဲစဉ်ရသုံးမှတ်ကသူ့အတင်အတွက်ဘလောက်ထိအေးပါမှန်းသိရသူ့အနေနဲ့သုံးမှတ်ရှိတယ်။ပြတဖက်ကနူနိုအက်စပရက်တိုဆန်တိုစ်လိုခံစစ်အသားပေးအတင်းတတင်းဖြစ်တဲ့အချိန်မှာသူ့အနေနဲ့ဒီကဲနူနိုအက်စပရက်တိုဆန်တိုစ်ကသူ့အတင်းကိုလိုဘလော့ဆော့လာခဲ့မယ်ဆိုရင်သူ့အနေနဲ့ easy ကို odin gap ကို crosser ကိုဒါကျွန်တော်တို့အာစာကာကို yogress ကိုအကုန်လုံးနဲ့သူ့အနေနဲ့ဖြုတ်မယ်။ဒါပေမဲ့ဒီနေ့ပွဲစဉ်ကဒါကျွန်တော်တို့လုံးဝ momentum change သွားတာ odin gap ဒဏ်ရာရသွားတဲ့အချိန်မှာဒါကျွန်တော်တို့ rise ဝင်လာတယ်။ တော်ဇူမန်ဒီဝင်လာတယ်ဇူမန်ဒီဝင်လာချိန်မှာဒါကျွန်တော်ရှေ့ကဒါကျွန်တော်ချန်ပီယံလိပွဲတွေတုန်းကလို့ပဲဒါလက်ရှိဇူမန်ဒီဒီကျွန်တော်ဒီနှစ်မှာပေါ့နော်သောမက်စ်ပါတီနဲ့ရိုက်စ်နဲ့တွဲဆိုတာထဲဒါကျွန်တော်ဇူမန်ဒီနဲ့ရိုက်စ်နဲ့တွဲဆိုတာပူရဇူမန်ဒီဒီရိုက်စ်ရဲ့ attacking football နဲ့ feed တစ်ခုကို unlock လုပ်ပေးလိုက်လို့ခံစားရတယ်။ဒီအပေါ်ထာကရင် the rice အနေနဲ့ခံတိုက်ဆက်လိုက်ပါတဲ့နေရာမှာလည်းအရန်ကောင်းပါလား။ဒါပေမဲ့ zombie man တိရောက်လာပြီးနောက်ပိုင်းမှာ declan rice ရဲ့တိုက်ဆက်လိုက်ပါနိုင်စွမ်းက immediate မှာတိတိတတ်တတ်ပို့ပြီးတော့လုတ်ပိုင်စွမ်းပို့ရသွားတယ်။အစကတည်းက declan rice ဆိုကစားသမားမျိုးကအရေးချင်းရှိပြီးသားပါ။ဒါပေမဲ့အဲ့နေရာမှာမှဒါ zombie man တိရောက်လာချိန်မှာသူ့ရဲ့ potential ကို तू unlock လုပ်ပြီးတော့တယောက်တယောက်ပဲဘုနာပါလို့ midfield လက်ရှိမှာ arsenal မှာဒီလိုမျိုးခံစစ်ရှိတယ်။ gabriel နဲ့ saliba နှစ်ယောက်လုံးရှိနေမှာရမယ်။တယောက်တည်းရှိလို့မရဘူး။ဒါကျွန်တော်မြင်ရတော့ gabriel တယောက်တည်းကောင်းနေတာမဟုတ် saliba ရှိလို့ကောင်းတယ်။ saliba တယောက် ထိုးထွက်ကောင်းတာမို့ Gabriel ရှိလို့ကောင်းအဲ့လိုမသွားအဲ့တော့လက်ရှိမှာ Zubimendi နဲ့ Declan Rice ရဲ့နှစ်ယောက်သားအချင်းချင်း complement နေရအရန်အရန်ကြည့်လို့ကောင်းလို့မြင်တယ်ဒါပေမဲ့ခုနပြောဆိုကျွန်တော်အနေနဲ့အခုချိန်အထိတော့ဒါကျွန်တော်ရဲ့တဦးတယောက်တည်းမြင်မှာကျွန်တော် Arsenal တိုက်စစ်ပိုင်းကိုကျွန်တော်နေသိပြီးအားမရသိဘူးဒီထက်ဒီထက်ပို့ပြီးတော့တိုက်စစ်ပိုင်းမှာကျွန်တော်နေအားရခြင်းတယ်ခံစစ်ပိုင်းကကျွန်တော်နေဘာမှ comment မရှိဘူးဒီ Julian Timber Kala Fury Gabriel Saliba အတွက်ကိုကျွန်တော်ဒီနှစ်မှာလည်းကျွန်တော်အမြင်အရပြောမှာဆိုကျွန်တော် David well, ဒါကျွန်တော်တို့ Raya တယောက်ဒါ clean ကျွန်တော်ဒါ thriller 8ထက်ရအောင်မယ်လို့ပဲကျွန်တော်အနေနဲ့မြင်နေအဲ့တော့ Arsenal thing ကဒါကျွန်တော်ခုနပြောသူပဲ Gabriel Saliba ရဲ့အတွေ့ Gabriel လည်းအလွန်ကျွအသက်မကြီးဘူးပေါ့နော်အဲ့ဒီအတွေ့အသက်ရှိသရွေတော့ Arsenal thing နဲ့ Cancel ဘန်းကတိုးတက်မှာပဲဒါပေမဲ့ခုနပြောသူပဲဒါ full pack တွေကိုယ်တိုင်ကလည်း tight score Cancel ကိုလူးတယ်လို့ switch လုပ်နိုင်တဲ့ကစားသမားတွေရှိတော့ Arsenal thing က ठी ပေါက်တာထပ်ပူကန်ကောင်းတယ်လို့မြင်တယ်။ ठी ပေါက်ရင်တော့ခင်ဗျာ ठी လက်မှတ်ထုတ်ပြီးတော့ခုနကအဲ့ ठी ရတဲ့ကျွန်တော်တို့ဒါပတ်စံကနေပြီးတော့ဒါကျွန်တော်တို့ဝယ်တဲ့ကစားသမားတော့အဲ့လောက်ကောင်းချင်မှကောင်းမယ်လို့မြင်အဲ့တော့လက်ရှိမှာကျွန်တော်တို့အာဆိုတဲ့ကိုဒီနှစ်မှာတော့ကျွန်တော်ပရီးမီးယားလီးရဲ့နေရာတနေရာမျိုးဒါပေမဲ့အရေးကြီးဆုံးပါလေအဆင့်တစ်ရောက်သွားခဲ့ပြီအဆင့်တစ်နဲ့ဒါ momentum တစ်ခုကို carry လုပ်ပြီးတော့ international break ကိုဝင်သွားခဲ့ပြီအဲ့တော့တေချာတကွာလက်ရှိမှာ international break မှာ arsenal ကစားသမားတယောက်မှဘာမှမဖြစ်ပဲပြန်လာဖို့ရည်ကြီးတယ်ဒါပေမဲ့အခုလက်ရှိမှာ arteta ကတော့စကားတွေခြုံထားတာ odin ကတော့တကယ်တမ်းရသွားပုံရပါတယ် odin ကတကယ်အဲ့တော့ declan ရဲ့တန်ရာကိုသူတိတ်မကြိုက်ဘူးလို့ပြောခဲ့အဲ့တော့ rice အနေနဲ့လက်ရှိမှာ thomas tuchel England squad ထဲမှာပါဝင်သွားဖို့တည်းရခဲ့အဲ့ Rice ကလက်ရှိမှာ international break ပြီးရောအာဆိုတင်းနဲ့ပြန်လာဖို့တည်းများတယ်ဒါပေမဲ့တေချာတကူက rice ကိုတခွက်ကိုကျွန်တော်ပြသွားကြသဘောပြရလို့ကျွန်တော်နေမှာထားပါလက်ရှိမှာဒီနေ့ပွဲစမှာ arsenal အသင်းဘက်ကပြန်ကြည့်မယ်အစင်တရတဲ့ clean sheet ရတဲ့ goal တွေတွင်တဲ့ ga မှာမြောက်ကျွန်တော်ကတော့ဘယ်လို gd မှာအများဆုံးဖြစ်တော့ arsenal အသင်းလက်ရှိ squad တက်က premier league မှာအကောင်းဆုံးဖြစ်တယ်လို့ဥရောပမှာလည်းအကောင်းဆုံးတဲ့ကသတင်းဖြစ်နေတာကိုတွေ့ရမယ်ဒါပေမဲ့ arsenal အသင်းနဲ့ဒီထက်ပိုပြီး well prepared လုပ်ဖို့လိုတယ် အခုလက်ရှိမှာအဆိုသိနေတာကျွန်တော်တို့ရှေ့နှစ်တွေကသူတို့ကိုဒုက္ခပေးနေတဲ့အသင်းတွေကိုဒီနှစ်မှာအနိုင်ယူပြီးတော့သူတို့ရဲ့ဆိုးနေတဲ့ကတ်ဂျမာတခုသူတို့အကောင်းဆုံးလုပြနေခဲ့တယ်ကျွန်တော်ဒါဝက်ဆမ်ရဲ့ဝက်ဆမ်ကိုသူတို့ရဲ့အင်ကွန်းမှာနောက်ဆုံးနိုင်ခဲ့ပြီပြီးရင်ဒါညူကာဆယ်ရဲ့အင်ကွန်းစိတ်ဂျိမ်းစ်ဘတ်မှာနိုင်ခဲ့ပြီအော်အာစနိုသိနေတာကျွန်တော်တို့မဟုတ်ပေးဘောသူတို့ရဲ့မဟုတ်ကဟုတ်ကဂျူဂျူးတွေကိုဒီနေ့ပွဲစဉ်ဒီမှာဒါကျွန်တော်အကောင်းဆုံးလုပြပြီးတော့သူတို့ဟာအသင်းတသင်းဖလားယူမဲ့အသင်းတသင်းလမ်းကြောင်းပေါ်မှာရှိတဲ့အကြောင်းကိုဆက်လက်ပြီးတော့ထိုက်တန်တန်ပြသနေတယ်လို့ပဲပြောနေတယ်ပဲကျွန်တော်ကိုတော်ကြံပြပါအောင် ်ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4 တို့မှာကြည့်လို့ဆိုရင်ပေါင်းကူညီလို့ရပါတယ်။မြန်မာလီလက်ကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်။မြန်မြန်ကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်။အားလုံးပဲကြူတူပါတယ်။ကောင်းမွန်သွန်ဒီလေးတနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တွေနောက်မှာပဲအေးဆေးဆေးတွေ့ကြရပေါ့။ကျွန်တော်ကွန်ပြူပေါ့ဗျ။ဒေးပေါ့ဗျ။